တနင်္သာရီတိုင်းတွင်တိုက်ပွဲတွေပိုပြီးပြင်းထန်လာချိန်မှာစစ်ကောင်စီကဖျက်လေးဖျက်ဖြူဟာကိုကြဲကြဲပြန့်ပြန့်ကျင့်သုံးလာပါတယ်။အထူးသဖြင့်တော်လိုင်းရင်တပ်တွေအားကောင်းတဲ့တနင်္သာရီပလောဒဝေတရချောင်းပုတ်ပြင်းတဲ့ရေပြူမျိုးနယ်တွေမှာရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီကပိတ်ဆို့ကန့်တတ်ထားတာပါ။ ဖြက်လေးဖြက်ပြီးွာအရစာနယ်ရိက္ခာ73စီဖုန်းနဲ့အင်တာနက်ဆက်သွယ်ရေးစတဲ့လူမှုအတွက်မရှိမဖြစ်ပစ္စည်းရိက္ခာတွေကိုဖျက်တောက်ထားတဲ့အတွက်ဒေတာခံတွေပုံမှုခက်ခဲကြက်တဲနေပါဗျ။ဒီလိုပိတ်ဆို့ကန့်သက်ထားလို့စာနယ်ရိက္ခာ73နဲ့73စီဈေးနှုန်းတွေအစာပေါင်းများစွာထိုးတက်သွားပြီးအလုတ်ကင်မကောင်းတဲ့ပြည်သူတွေပုံမှုကြက်တဲနေကြရပါဗျ။ ဒီလိုကန့်သန့်ထားတဲ့အထဲမှာတနင်္သာရီမြို့နယ်တကူတိုက်နယ်လေတစ်ခုအပါဝင်ဖြစ်ပါတယ်။စစ်ကောင်စီရဲ့ပိတ်ဆို့ကန့်သတ်မှုတွေကြောင့်တကူတိုက်နယ်အပါဝင် အနီနာကျေးရွာတွေမှာဆန်အပါဝင်စားနပ်ရိက္ခာဈေးနှုန်းတွေထိုးတက်သွားပြီးဝင်ငွေကတော့တိုးလာတာမရှိဘူးလို့ဒေသခံတွေကညီးတွားကြပါတယ်။တကူတိုက်နယ်မှာတိုက်ကမ်းပြည်အေးရွာမတန်တိုက်လမိုင်းကော့ကော်တော့စတဲ့ကျေးရွာ14ရွာရှိပြီးပြည်သူတပေါင်းခွဲလောက်နေထိုင်ကြတာပါ။ တကူတိုက်နယ်6ရင်စုရွာကအသက်30အရွယ်မပုတ်ဆုံးလဲကိုင်းတီးနှံစိုက်ပျိုးရောင်းချပြီးအသက်မွေးနေသူတူဖြစ်ပါတယ်။မပုတ်ဆုံးဟာကိုင်းတီးနှံစိုက်ပျိုးရောင်းချရာကပြန်မြတရက်ဝင်ငွေ700တောင်းခွဲရပေမဲ့စောင်းဝင်နေရတဲ့အတွက်မလောက်ငါဘူးလို့ညီးတွားနေရပါပြီ။အေးဒါလားတော့တနေ ਉ မကွာမကွာရောကုထွက်တဲ့နေတော့ဝါသားခွဲရခဲ့ပပကိုကောင်းနေတယ်။ကော်ဒရီယောကဝဲရောလေ။ အဲ့မစောစောလူဝရောဆိုတော့မလားဝနော်တော်လိုင်းရင်တက်တွေထိမ့်ချုပ်ထားတဲ့တကူကြေးရွာအုပ်စုအပါဝင်တနင်းသာရီမြို့နယ်ထဲကကြေးရွာတွေကိုစစ်ကောင်စီကဖျက်လေးဖျက်လှုပ်ထားတာဟာနှစ်ချီကြာနေပြီဖြစ်တဲ့အတွက်ဒေသခံတွေဟာစက်တထက်ပိုပြီးစက်တဲလာကြရပါတယ်။မြိတ်တနင်းသာရီပုတ်ပြင်းကိုဆက်သွဲထားတဲ့ပြည်တော်စုလမ်းကနေတော်လိုင်းရင်တက်တွေစုံမှုထိမ့်ချုပ်ထားတဲ့ရွာရီစီကိုသွားနိုင်တဲ့လမ်းအလုံးနီးပါးကိုစစ်ကောင်စီကမြေတူးဆက်တွေနဲ့ထိုးဖျက်ပြီး ရင်မှန်သမျှတွာလာလို့မရအောင်ဖျက်ဆီးထားပါတယ်။ဒါကြောင့်ပဲဆန်ပါဝင် စားတောက်ကုံဈေးတွေကငိမ့်မျိုးပေါ်ပေါက်ဈေးထက်နှစ်ဆနီးပါးငှင့်နေပါတယ်။ငိမ့်မျိုးပေါ်မှာကြက်၉တောင်းဝင်းကျင်ပေါက်ဈေးရှိတဲ့ဆန်တအိတ်ဟာဖျက်လေးဖျက်ခံနိုင်ရတဲ့တမင်းတိုင်မျိုးနယ်တွေကရွာတွေမှာ ကြက်သသိန်းခွဲနီးပါးအထိ ပေးဝယ်နေရတာပါ။လမ်းမိုင်းတွေဖြတ်တောက်ထားတာကြောင့်အစင်စင်တည်ရတဲ့အပြင်လမ်းပိုင်းမှာရှိတဲ့ကျင်းနန်းတိုင်တဒါစစ်စေးရိတ်ဂိတ်လိုစစ်ကောင်စီစစ်စေးရိတ်ဂိတ်တွေက တင်းတင်းကြပ်ကြပ်စစ်ဆေးနေလို့အခုလိုဈေးကွာနေတာလို့ဆိုပါရယ်။ဆန်တားငါအပါဝင်စားတောက်ကုံကြီးပါတဲဆောင်ခွင့်ကန့်တက်ခံရရတဲ့တနင်းသာရီမြို့နယ်ထဲမှာဒေသထွက်စဘာအပါဝင် ရေကြုံငါ၊ကိုင်းတီးနှံတွေစိုက်ပျိုးကြပေမဲ့ဒေသစားသုံးဖို့မလောက်ငှဘူးလို့ဆိုကြပါရယ်။ဒါကြောင့်မို့မြင်းမြို့ပါဝင်မြို့နယ်ပြင်ပကတင်သွင်းလာတဲ့စားတောက်ကုံတွေအပေါ်မှာမိခိုနေရတာပါ။ ဒီလိုအခြေအနေတွေကြောင့်ဒေသခံမိသားစုတွေရဲ့ထမင်းဝိုင်းမှာဟင်းတစ်ခွက်လည်းလျော့နေသွားပြီးနေ့စဉ်အသက်ဆက်နိုင်ရေးအတွက်ပဲစားတောက်နေရပါတယ်။တကူကြေးရွာကအသက်60အရွယ်ဦးညွန့်တန်းတို့မိသားစုထမင်းဝိုင်းမှာလည်းအသာဟင်းတစ်ခွက်နေ့စဉ်မပါနိုင်တော့ဘူးလို့ဆိုပါတယ်။ဟောဝန်ဝဲကတော့အရာကတန်းဝါနောက်ကောက်ဖော်လာတော့အသာငိုင်းဆိုင်ရာကိပ္ပအမမတခေါ်လာတယ်။ဟေးတော့ရနိုင် နာတော့စောင်းလေမဲ့ရမမစေအောင်စောင်းလေမတရတမိုင်ရောစီကောင်စီတက်ကစားတော့ကုံတဲဆောင်ခွင်ကန့်တက်ပိတ်ပင်ထားတဲ့တကူကြီးရွာအုပ်စုမှာအိမ်ကျက်သားတပိတ်တာကိုကျက်တတောင်းကျော်ခုံတက်သွားပါတယ်ငင်းမျိုးကနေတကူကြီးရွာအုပ်စုကိုသွားတဲ့လမ်းမှာရှိတဲ့ကျင်းနန်းတိုင်တရားစစ်စေးရိတ်ဂိတ်မှာအခုနှစ်ဧပြီလကစပြီးဈေးဆိုင်ကယ်နဲ့ဈေးကားတွေဖြတ်တန်းခွင့်ပိတ်လိုက်တဲ့အတွက် ချက်သားစည်းလဲတပိတ်တာကိုချက်သောင်းကျော်အထိထိုးတက်သွားပါတယ်။ဒီလိုဈေးတက်လာတဲ့အတွက်ဒေသခံတွေရဲ့ဝယ်လိုအားကျသွားပြီးဈေးရောင်းသူတွေလည်းအခက်တွေ့လာရတယ်လို့တန်တိုက်ရက်ကွက်ကဈေးတဲ့တူကပြောပါတယ်။စစ်ကောင်စီရဲ့ကန့်သက်ပိတ်ဆို့မှုတွေကြောင့်တယ်ယူဈေးရိတ်တွေကြီးလာပြီးဈေးညှိရောင်းရတဲ့အတွက်အယောင်အားကျသွားတာလို့ဆိုပါတယ်။စစ်ကောင်စီကတယ်ယူခွင့်မကန့်သက်ခင်ကဆိုရင်ချက်သားတပိတ်တာကိုချက်2000ခွဲလောက်နဲ့ဝယ်နေရပြီမဲ့ လက်ရှိမှာတော့2900ဈေးနဲ့ဝယ်ရောင်းနေရတဲ့အတွက်တပိတ်တာကို3200နဲ့ပြန်ရောင်းနေရတယ်လို့ပြောပါတယ်။ဒေတာညာအောင်တော့တော့တော့မမောဟင်းအမျိုးဝယ်လူတွေမှာလည်းပြမစောတာအဝယ်ကမောငါထောက်ဖြစ်တော့နနနနနကောအမျိုးကဝါလိုဘက်ကြည့်မှာပါတာခွဲသန်းနဲ့သားဝယ်ချေဝယ်ပေါ့တချို့ဆေးရက်ဆိုဆမနာလေတခြားမျိုးတွေကတင်သွင်းရတဲ့ကုန်ပစ္စည်းတွေအစမတန်ဈေးတက်နေချိန်မှာ ဒေသထွက်ကိုင်းပီးနံတွေနဲ့ဥယျာဉ်ခြံထွက်ပစ္စည်းတွေကတော့စစ်ကောင်စီရဲ့ပိတ်ဆို့ကန့်တက်မှုတွေကြောင့်ဈေးကောင်းမရပဲဖြစ်နေပါတယ်။မြင်းမျိုးနယ်အဝင်မှာရှိတဲ့တင်းနှန်းနိုင်တဲ့ဒါစစ်စေးရိတ်ဂိတ်နဲ့လမ်းတစ်လျှောက်မှာရှိတဲ့စစ်ကောင်စီစစ်စေးရိတ်ဂိတ်တွေကတနင်္သာရီမြို့နယ်ထဲကထွက်တဲ့ကုန်ပစ္စည်းတွေကိုပိတ်ပင်ကန့်သတ်ထားပါတယ်။ဒေသထွက်ကိုင်းပီးနံတွေဖြစ်တဲ့ခရမ်းတီ၊ငရုတ်တီ၊ပြောင်ဖူစတဲ့တင်းနှံတွေနဲ့ရောဘာကိုတင်ပို့ခွင့်မပေးဘဲကန့်သတ်ထားတာပါ။ ကျင်းနှနိုင်တရာစစ်စေးဂိတ်မှာဆိုရင် စားစီတပူပိုတဲ့မိတဲ့တညက်ရွာကအမျိုးသမီးကြီးတူကိုစစ်ကောင်စီတပ်သားတွေကအတင်းတောက်ခိုင်းလို့အသက်သေဆုံးတဲ့အထိဖြစ်သွားခဲ့ပါတယ်။အခုလိုဒေသထွက်ကိုင်းတီးနှံတွေတင်ပို့ခွင့်မရတဲ့အခက်အခဲတွေကြောင့်ကိုင်းတီးနှံတွေဈေးကျနေပြီးအခက်ပိုတွေ့နေရတယ်လို့တောင်သူတွေကညှိတွားနေပါတယ်။ စစ်ကောင်စီကမကန့်တက်ခင်ကချမောင်ရက်တစည်းကို900ကျပ်ရနေရကနေလက်ရှိမှာတော့တစည်းကို300နဲ့ရောင်းနေရတယ်လို့တခြားကိုင်းသီးနှံတွေလည်းဈေးကျနေတယ်လို့လမိုင်းကော့ရွာက ကိုင်းဆိုင်တောင်သူတူဖြစ်တဲ့ဥဖေတန်းအညီလွဲကပြောပါတယ်တော့ရောင်းပြီးတော့ဆိုတော့ဆန်တို့ဟိုစီတို့ဘာလို့ညောဝယ်ဆောက်ဆင်ကမမိရဒါဒါမျိုးမျိုးတော့ညနေမှာအမြော့ရရှိရတယ်မျိုးပေါ့အမြော့ ကူမော်တော်ငေါချံပန်သေးပြီးပြန်စဉ်းစားငေါချံတပိစောအနေဆောက်တော့ဟောလိထံငေါထံအဲ့ဒါလိုပြင်းနေတယ်ဟောဟဲ့ဒီဟဲ့ရွယ်ပြန်လာရမ်းလဲခါတော့ဟဲ့ရွယ်တစည်းကိုမော်နဲ့ငေါဆယ်ဟောအမြောက်သွင်းရင်နဲ့ရပါရောဒီလိုကိုင်းသိငံနေဈေးကြနေပြီမဲ့မျိုးစိတ်ပိုသက်စီညရောစာစတဲ့သွင်းအားစုဈေးတွေကတော့အစမတန်ထိုးတက်နေတဲ့အတွက်တွက်ချီမကိုက်ဖြစ်နေတယ်လို့ဆိုပါတယ် စစ်ကောင်စီရဲ့ဖြက်လေးဖြက်ဘူးအားအောက်မှာဝန်းစာရေးခက်ခဲနေတဲ့တကူတိုက်နယ်အပအဝင် တနင်္သာရီမြို့နယ်ကကျေးရွာတွေဟာမိုးရသည်ရောက်တိုင်းရေကြီးရေရှမ်းလေးရှိပါတယ်။ဒီလိုရေကြီးရေရှမ်းတိုင်းနေအိမ်တွေပြက်စီးတာ၊စိုက်ခင်းတွေပြက်စီးတာ၊ရေကြီးမှုနောက်ဆက်တွဲရောဂါပိရတွေဖြစ်တာတွေကနှစ်စဉ်ခန်းစားလျရလေးရှိပါတယ်။အခုဆိုရင် မိုးရောလေပါပြင်းထန်လာတဲ့မိုးရသည်ရောက်နေပြီဖြစ်တဲ့အတွက် ရိတ်ခါစေဝါရှားပါနေတဲ့ဒေသခံတွေဟာရေကြီးရေရှမ်းမဲ့ဘေးကိုပါထပ်ဆင့်ကြုံလာရဖို့ရှိနေကြောင်းပါရှင်